တာချီလေးအကြောင်းမပြောခင်ထိုင်းဖက်ကူးမဲ့သူအတွက်2025ဤပီလာ20ရက်နေ့အခြေအနေပြောပြချင်ပါတယ်ယနေ့တာချီလေးနေဇက်ဂိတ်အစစ်အစေးကျန်းနေပါတယ်16ရက်နေ့ကထိုင်းဖက်မှာမူရစ်စေဝါမီလို့နေဇက်ဂိတ်မှာအစစ်အစေးပြင်းကျက်နေပါတယ်ထိုင်းဖက်ကူပြီးနိုင်ငံသားမှာအလုတော်လုံးမဲ့လူငယ်တော်တော်များများအိမ်ပြန်လွတ်ပါတယ်တချို့ဆိုရင်နိုင်ငံကူးလက်မသိမ်းပြီးတာချီလေးလေးစိတ်မှာပြန်ပြေးမယ်လို့ကြားရပါတယ်ထိုင်းဖက်သွားမဲ့သူများတေချာစုံစမ်းစီချင်ပါတယ်လူအပ်တဲ့တရားဝင်စာရွက်စာတမ်းအဆုံးရှိမှအဆင်ပြေပါမယ်တာချီလေးအကြောင်းဆက်လက်လေ့လာကြရအောင်ပါ တာချီလေးမျိုးကမြန်မာနိုင်ငံရဲ့အရှိတ်ဘက်ဆုံးလာဦးထိုင်းနယ်စပ်နာကရွှေလီနဲ့မဲခေါင်မြင်းတစ်ခုစုံတဲ့နေရာမှာတည်ထားတာဆိုတော့သဘာဝအလှတွေကကြီးလို့ကောင်းပါတယ်။မျိုးလေးကတိတ်မကြီးပါဘူး။ဒါပေမဲ့ရှမ်းအာခါလာဟူတို့လိုတိုင်းရင်းသားတွေနဲ့စုံလို့ယဉ်ကျေးမှုအယောင်ဆုံးနေပါတယ်။ဈေးလဲတွားရင်လာအိုကုံထိုင်းပုံတွေလည်းတွေ့ရပါမယ်။နယ်စပ်မျိုးဆိုတော့ကုံတွယ်ကြီးကအဓိကပါ။အဲ့ဒီမှာမပါလို့ကြမလဲဆိုတော့ရွှေလီမြကန်းတို့မှာလေလော်ရင်းနေဝင်ချင်းကြီးဒေသခံကြီးရွာတွေကိုလည်ပြီးရိုးရအစားအစာတွေစားကြည့်လို့လည်းရပါတယ်။ လမ်းပန်းဆက်သွယ်ရေးကတိတ်ဆင်ပြေနေတယ်မဟုတ်ဘူးတော့ကားနဲ့သွားရင်လမ်းခုလက်မှာခီးတဲ့တင်လေးနဲ့ကူးရတာမျိုးလည်းရှိတတ်သေးတယ်ဒါပေမဲ့စွန်းစားခီးသွားတွေအတွက်ကတော့တာချီလေးကစိတ်ဝင်စားစရာပဲဗျအခုလိုနယ်ဆက်မြို့လေးမြို့ကိုသွားမယ်ဆိုရင်ဒေသခံတွေရဲ့သဘောထားနဲ့လုံခြုံရေးအခြေအနေကိုအရင်စုံစမ်းဖို့တော့မမေ့နဲ့တော့